ိုရိုင်းသွားရောက်ခဲ့တဲ့အပေါ်ပြပြလာတဲ့နင်းနင်းလေးအိမ်အားလုံးပဲမင်္ဂလာပါရှင်အခုစရင်အလာမဲနင်းနင်းလေးအိမ်ကလည်းအခုဖြစ်ပေါ်သွားခဲ့ပြီးအပြည့်စီအဆုံးရှုံးမှုများခဲ့တဲ့မြင်းကလင်းဘေးတင်ပြည်သူတွေကိုသူမကိုရိုင်းသွားရောက်ပြီးလူကြံထောက်ပံ့မှုတွေကိုပြုလုပ်နေပြီးဖြစ်ပါတယ်နင်းနင်းလေးအိမ်ကတော့အခုစရင်ပြည့်စီအဆုံးရှုံးမှုများခဲ့တဲ့စကားရထည့်သွားရောက်ကလူကြံထောက်ပံ့ပေးခဲ့ပြီးအပြည့်နေသိပေးခဲ့ပါတယ်နေနေလင်းကတော့အခွန်ကလင်းပေးအတွက်လူတန်းမှုကိုပရဟိတအတင်းနဲ့ထိဆက်ပြီးတော့လူတန်းပေးကဂရိုက်သွားရောက်တည်ဆောင်းခဲ့တာဖြစ်ပါတယ် အခုလက်ရှိမှာတော့သခိုင်းမာချင်းရဲ့ဆိုအနေပြီးကဲဆယ်ရေးစေဝါအစားတောက်ရဟန်းတန်ခါဒီလာရှင်တွေအတွက်လည်းတင်ငယ်များလိုအပ်နေလျက်ရှိပါတယ်အလမဲနေနေလေးအိမ်ကတော့ပရာဟိတာရွှေလဲနဲ့အတူတူသခိုင်းတိုင်းဒီရာကြီးရှိငလျင်တန်တင့်ပြေသူတွေကိုကုညစ်ချပန်းအားပေးခဲ့တယ်လို့ပရာဟိတာသမားတွေကိုလည်းအားပေးစကားပြောဆိုခဲ့ကငွေကြေးချပန်းပေးခဲ့ပါတယ် အခုစဉ်နေနေလင်းအင်ကဆက်ရှင်မိုင်ဆရာတော်ဖျားကြီးနဲ့အတူမဆွေရင်ကြောင်းတိုက်တဲ့ကြောင်းတိုက်ဟောင်းမန္တလေးစေယွန်ကျေးတို့ကိုပါလှူဒန်းပေးခဲ့ပါတယ်။နေနေလင်းအင်ကတော့ကိုလရှိပရာဟီတာလူလီတွေကိုသမဂရိုင်းတွားရောက်ကလှုပ်ပေးနေပြီ။သမဂရိုင်းတွားရောက်ကလှုပ်ပေးနေပြီဖြစ်ပြီးသမရဲ့ဆိုရှယ်မီဒီယာပေါ်ကနေလည်းအသိပေးမျှဝေပေးထားခဲ့ပါတယ်။နေနေလင်းအင်ကအခုလိုဆောင်ရွက်ပေးဖြစ်တာနဲ့ပတ်သက်ပြီးတော့လည်းအခုလိုပဲအသိပေးဖော်ပြထားခဲ့တာပါ။ နေနေလေးကယခုလိုအချိန်ကာလမှာလူတိုင်းခက်ခဲပင်ပန်းနေအောင်နေနေကိုချင်းစားပြီးအားလုံးနဲ့တက်တူအစီအကောင်ဝင်နေရပါတယ်။ထို့အတွက်ကြောင့်နေနေကိုရိုင်းဦးဆောင်ပြီးဒုတိယကျင်းဖြင့်ငွေကျပ်သိန်း30ဆက်လက်မတ်တည်၍လူတန်းပြီးနေနေနဲ့အတူငလင်ပေတဲ့ပြည်သူများအတွက်အာဏာစွာနဲ့ကောက်ခံပြစေနေနေကိုရိုင်းစကိုင်းမန္တလေးအမရပူရမြို့များထိတွားရောက်လူတန်းမှဖြစ်တဲ့အတွက်နေနေချရတဲ့မိသားစုဝင်အပန်းများကိုတတ်နိုင်တဲ့ပမာဏလေးတွေဝိုင်းဝန်းလူတန်းပေးဖို့တောင်းခံပြစေရှင်။ ကျရောအလိုမီယာအလုံးလဲကျရတော့အလိုရှင်များအားလဲကေပီစင်ရဲ့အတိအကျအတိုင်းနီနီရဲ့ page မှာတင်ပြသွားမှာဖြစ်တယ်ဆိုပြီးအသိပေးထားခဲ့ပါတယ်နေနေလေးရင်ကတော့အခုအချိန်တွေနဲ့ပတ်သက်ပြီးတော့လေနိုင်ငံတကာအပေါ်ပြီးအာရုံစိုက်လာအောင်လေကြိုးစားပေးနေပါတယ်။နေနေလေးရင်ကတော့အလုံးနဲ့တရင်တနည်းတွေစုံကအပေးခဲ့တဲ့ပုံလေးတွေဗီဒီယိုလေးတွေကိုလည်းသူမရဲ့ဆိုရှယ်မီဒီယာပေါ်မှာမျှဝေပေးထားခဲ့ပြီး အခုလိုတတော်တနေရာကနေကိုညင်အဆောင်ရပေးနေတဲ့ပုံမှာလေပြည်တွေကကျင်းလို့ပြည်တိဖြစ်နေကအမျိုးမျိုးစုတောင်းပေးနေကြပါရယ်။နင်းနေလင်းဟင်ကလူမှုကေဆေးရဲ့အတဲအဖွဲဝင်တွေနဲ့ပတ်သက်ပြီးတော့လေအခုလိုပဲပြောပြလာခဲ့ပါရယ်။ နေနေလေးကနေနေတော့မြန်မာနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့များရေပေးငလင်ပေးစတဲ့ဖြင့်တိုင်းမှာအသက်ကိုပမာဏမထားဘဲအမြဲတမ်းအတက်တရောပါဝင်အားဖြင့်ကွင်ညပေးခဲ့ကြသောလူမှုကိစ္စရေးအကျဉ်းဖွဲ့ဝင်တွေပရဟိတသမားတွေကိုအားလုံးရဲ့ကိုစားကျေးဇူးအများကြီးတရားဝရယ်သူရဲ့ကောင်အလုံးကိုလည်းနင်းနေအနေနဲ့အရန်လေးစားမိပါရဲ့တကယ်လည်းလေးစားစရာကောင်းပါရဲ့အခုလိုပြည်တရတွေမှာအရှင်ဆုံးကနေကိုညင်ဆောင်ရပေးနေကြတဲ့သူတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဆိုပြီးနင်းနေလင်းကပြပြလာခဲ့ပါရဲ့နင်းနေလင်းကတော့သူတက်နိုင်တဲ့ဖက်က ကနေစ조사ပြီးသွားမယ်လို့လည်းအတည်ပြုထားခဲ့ပါတယ်။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းကျွန်မရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖွယ်ရာတရိအကြောင်းအတည်နေတဲ့အကြောင်းပြလာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ရီတနိုင်မလို့တန်သိရှင်နိုင်ဖို့အတွက်ဘေးနားချက်ပြီးခလုံးလေးကိုလည်းနှိထားပေးကြပါအောင်ရှင်။အဆုံးထိအပြည့်နားဆင်ပေးကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။